ဒီလိုပြောလိုက်လို့ဆရာဝန်တွေကအရင်မကြည့်တာမဟုတ်ဘူးဆရာဝန်တွေဟာဖရာသခင်ဘက်မှာရှိတော်သူတွေလို့ကျွန်မဒီလိုပဲသမုတ်ချင်တယ်ဘာလို့ဖရာသခင်ကလူတွေကိုကြမ်းမာစေခြင်းနဲ့ဖရာဖြစ်တယ်လို့ဆရာဝန်တွေကလည်းလူတွေကိုကြမ်းမာစေခြင်းနဲ့အဲ့တော့ယေဘုယအပြင်ပြောမယ်ဆိုရင်ဆရာဝန်တွေဟာဖရာသခင်လူတွေကိုကြမ်းမာစေခြင်းတယ်လို့သူတို့ဟာလည်းကြမ်းမာစေခြင်းတော်သူတွေဖြစ်တယ်သို့တော်တစ်ချိန်ရောက်လာရင်သူတို့ဘလောက်ပဲကုညီကုညီသူတို့မပြောကျင်တဲ့စကားတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကုညီပေးလို့မရတော့ဝမ်းနေပါတယ် ဒါကျွန်တော်တို့အတွက်နောက်ဆုံးပါပဲလို့ပြောတဲ့အချိန်ဆိုတာရှိတယ်။ဒါပေမဲ့အဲ့ဒီဆရာဝန်နေမကူညီနိုင်တဲ့အချိန်ရောက်လာပြီဆိုဆရာဝန်တွေလက်လျှော့သွားပြီဆိုဘယ်သူကကူညီပေးနိုင်လဲဆိုတော့ယေရှုခရစ်တော်ဘုရားကကူညီပေးနိုင်တယ်။လောကမှာရှိတဲ့သူတွေကတော့ယောဂရှင်းရှင်းပြအောင်မကုနိုင်ဘူးယောဂကိုထိမ့်မဲထိမ့်ပေးတာ။တိုးတော့ယေရှုခရစ်တော်ဘုရားခင်ကတော့ယောဂကိုရှင်းရှင်းပြအောင်ကုပေးနိုင်တယ်တပါးတည်းသောကယ်တင်ရှင်ဖြစ်တယ်။အာမင်။ အဲ့ယေရှုခရစ်တော်ကဒီလောကမှာအမှုဆောင်တဲ့အခါမှာ तू နှိမ့်တိုင်းအလုပ်လုပ်တဲ့အရာကဘာလဲဆိုတော့မကျမ်းမမာသောသူတွေကို तू ကလိုက်လံပြီးတော့မှကျမ်းမာခြင်းပေးတဲ့အရာလုပ်ဆောင်တယ်။သို့တော့အဲ့လိုကျမ်းမာခြင်းပေးဖို့တဲ့လုပ်ဆောင်တဲ့အခါမှာယေရှုစီကို လာတဲ့သူကပဲကျမ်းမာခြင်းရတယ်။တခြားနားထောင်နော်။ယေရှုစီကိုမလာရင် ကျမ်းမာခြင်းမရဘူး။တခိယေရှုစီကိုလာတဲ့အခါမှာလဲယုံကြည်ခြင်းနဲ့လာတဲ့သူတိုင်းကကျမ်းမာသွားကြတယ်။ အခုဒီနေရာကိုလာတဲ့အခါမှာယေရှုငါ့ကိုကျမ်းမာခြင်းပေးမယ်ဆိုရယုံကြည်ခြင်းနဲ့သင်လာရင်အဲ့ဒီယေရှုခရစ်တော်ကတည့်ရဲ့အထဲထဲမှာအမျက်ဆွဲနေတဲ့အရာအားလုံးကိုမကျမ်းမာခြင်းအားလုံးကိုဖယ်ရှားပေးနိုင်တော့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဆယ်နှစ်နှစ်ပတ်လုံးသွေးသွနာဆွဲတဲ့အမျိုးသမီးယေရှုစီကိုချင်းကပ်ဖွင့်တဲ့သူပြင်ဆင်တဲ့အခါမှာလူများနေလို့ယေရှုအနာကိုသူတိုးလို့မရနိုင်ဘူး။တစ်ဖက်မှာလည်းမတန့်ရှင်းသူဖြစ်တဲ့အတွက်ကြောင့်မလို့ယေရှုရဲ့အသားကိုထိလိုက်ရင် ဒါမတန့်ရှင်းခြင်းနဲ့ဆိုင်တဲ့အရာကူးဆက်တယ်ဆိုတော့ဓမ္မဟောင်းထဲမှာရှိရတဲ့အကြောင်းမလို့သူယေရှုရဲ့အသားကိုလည်း तू မထိရဲပါဘူးခန္ဓာကိုယ်ကိုမထိရဲဘူးဒါပေမဲ့ तू ဘာပဲလုပ်လဲဆိုတော့ယေရှုခရစ်တော်ရဲ့အဝတ်ရဲ့ဘဘွားလေးတနည်းအားဖြင့်အဝတ်စွန်းလေးကိုပဲ तू ထိလိုက်တာနဲ့ तू ကျမ်းမာမယ်ဆိုတဲ့အရာကို तू သိရတယ်ဒါနဲ့ယေရှုခရစ်တော်အထက်ကဘာထွက်သွားဆိုတော့တကိုးထွက်သွားတယ်ဆိုလိုတဲ့အရာကလူတစ်ယောက်ကျမ်းမာစေဖို့ရန်အတွက်တကိုးစည်းစင်းစေတာဖျားဖြစ်တယ် အဲ့တော့ဒီနေ့ဒီနေရာမှာကျမနှုတ်ကပတ်တော်ကိုဝင်ကနေတဲ့အကြောင်းရင်းကတင့်ရဲ့အထဲထဲမှာရှိတဲ့ယုံကြည်ခြင်းကိုပဲကျမကတိဆောက်ပေးလို့ရတယ်။သို့တော့အဲ့ဒီယုံကြည်ခြင်းအပြည့်ဖြစ်ပေါ်လာတဲ့နမိတ်လက္ခဏာကိုကြတော့ဘသူကလှုပ်ဆောင်နိုင်ဆိုတော့ဖခင်ကလှုပ်ဆောင်တာ။အာမင်။ဒါကြောင့်မို့တစုံတစ်ခုနမိတ်လက္ခဏာဖြစ်လာပြီဆိုကျမတို့ကဆံမရဲ့ဂျေဇူးတင်တယ်လို့လာမပြောနဲ့။ ်ဘသူ့ကိုယေရှုတင်ရမှာလဲဆိုတော့ဖယားကိုယေရှုတင်ရမှာဖြစ်တယ်နမိတ်လက္ခဏာတစ်ခုဖြစ်လာတိုင်းတသက်တစ်ခုရတိုင်းကျွန်တော်တို့ကဘသူ့ကိုယေရှုတင်ရမှာဆိုတော့ဖယားကိုယေရှုတင်ရမှာအာမင်ဒါကြောင့်မလို့ခုဖယားရဲ့စကားကလာနေတယ်ငါ့ကိုယုံမလားမယုံဘူးလားမယုံဘူးဆိုတဲ့အတွေးခေါ်နဲ့တင်ထိုင်နေတယ်ဆိုဒီနေ့တင်လာတဲ့အချိန်နှမျောစရာမယုံဘူးဆိုတဲ့အတွေးခေါ်နဲ့တင်ထိုင်နေတယ်ဆိုတင်ရတက်တာထဲမှာဖယားပေးမဲ့ကောင်းကြီးကိုလွတ်စရာအကြောင်းရှိတယ်အာမင်ကဲအဲ့တော့ကျမနောက်ကနေလိုက်ပြောပါအောင်ငါသည် သင်တို့၏ယောဂါကိုမြိမ့်စေသောထာဝရဘုရားဖြစ်သည်ငါသည်သင်တို့၏အနာယောဂါကိုမြိမ့်စေသောထာဝရဘုရားဖြစ်သည်ကျွန်တော်တို့ကတခါသေးကြလို့ရှိရင်အဲ့ဒီဇလန်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကခြေနဲ့နေတာမဟုတ်ဘူးအဲ့ဒီအထဲထဲမှာဘုရားသခင်ထည့်ထားတဲ့တကိုးတော်ရှိတယ်အဲ့ဒါကိုရအောင်ယူစေခြင်းနဲ့အာမင်